โอเคဒါဆိုရင်ဒီ example 4လေးကိုထပ်ကြည့်အောင်เนาะ human blood ph normal range from 7.35 to 7.45 human blood ဆိုရဲလူတွေရဲ့သွေးမှာ ph normally range ph ကเนาะပုံမှန်နှုန်းက7.35 from 7.35 to 7.45ရှိပါတယ်လေเนาะ calculate the hydrogen and hydroxide ion concentration သူတွက်ခိုင်းတာက hydrogen နဲ့ hydroxide ion တို့ရဲ့ concentration အဲဒါ hydrogen ion ရဲ့ concentration ဆိုတာ concentration a plus ကိုတွက်ရမယ် hydroxide ion ရဲ့ concentration ဆိုတော့ concentration oh minus ကိုတွက်ရမယ်ဒါသိရမယ်နော်ပမာရှိရလဲဆိုရင် human blood ဆိုရင်သူရဲ့သွေးမှာ pH value ဘယ်လောက်နဲ့တွက်ရမှာလဲဆိုတော့သူရဲ့ range ကရှိတာ7.35 to 7.45 total မှာရှိတယ်ဒါပေမဲ့သူလိုချင်တဲ့ ဟဲ့လား concentration a plus တို့ concentration os minus တို့ ph တာမို့ဘလောက်မှလိုချင်တာလဲဆိုတော့7.4မှာလိုချင်တာအဲဒါပေးထားတာက ph ကိုပေးထားတယ်တွက်ခိုင်းတာ concentration a plus နဲ့ concentration os minus ကိုတွက်ခိုင်းတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်တွက်ကြည့်အောင် ph equal to ဒါဆိုရင် ph နဲ့ဆက်ွယ်တာဒီ concentration a plus လား concentration os minus လားဆိုတော့ concentration a plus ph equal to minus log concentration a plus pH ကတန်ဖိုးဒီဘယ်လောက်လဲဆိုတော့7.4ဟုတ်ပြီနော်ဒါဆိုဒီ equation တွေကနေပြီးဆယ်တော့ဘာတက်လို့ရလဲဆိုတော့ concentration a+ ကိုရှင်တွက်လို့ရတယ်ဒါဆိုရင် minus လောက် concentration a+ ဒီ minus ဒီတစ်ဖက်ကိုသွားတော့ဒီ minus ကိုတစ်ဖက်ကိုဘာလုပ်လိုက်မလဲဆိုတော့ပို့လိုက်မယ်ပို့လိုက်တဲ့အခါမှာဒီမှာဘာဘာကြံလဲဆိုတော့ log concentration a+ နှစ်မျိုးနားလည်လို့ရတယ်ဒီ equation တစ်ခုလုံး minus နဲ့ညောင်းမှာဆို minus ရေကောင်မှာမရှိတော့ဘူး တော့မှာမှာရှိတယ်ဆိုတော့ mind နဲ့เนาะမျိုးစလုံးယူဆလို့ရပါတယ် -7.4 တချို့ရပါဟုတ်ပါเนาะဒါဆိုတော့ logina concentration 8+ ကို logina concentration 8+ log ကတစ်ဖက်ကိုသွားတော့ anti log anti log -7. point 7.4ထွက်လာပဲ -7.4 ပေါ့ ဟုတ်ပြီနော်ဒီထိရမယ်ဒါဆိုရင်ဆရာတို့က antilogy ရဲ့ခါမှာဘာတင်ချင်တာတသမာဖျက်ဖျက်ဖို့ဘာတင်ချင်တာဖြစ်လို့တော့မို့သူ့မှာ antilog မှာဆို minus တန်ဖို့မရှိဘူးဒါဆိုရင်တသမာဖျက်ဖို့ဘာတင်ချင်တာဖြစ်တဲ့တော့မို့သူတို့မူလတန်ဖို့လည်းမပြောင်းအောင်လို့ minus 7.4တက်ပေါင်းပြီးတော့ဘာလုပ်မလဲဆိုတော့တက်နှုတ်ပဲတက်ပေါင်းပြီးတဲ့ခါမှာဒီမှာကြည့်အောင် minus 7.4ခွဲရလိုက်မယ်ခွဲလိုက်တဲ့ခါမှာ minus 7လို့လေးခွဲလိုက်မယ် minus minus 7.4ခွဲလိုက်တဲ့အခါမှာ minus 7ဆိုတော့ဒီမှာပါပဲကျန်လဲဆိုတော့ minus 7ရေးပြရတယ်ကမှဒီမှာပါကျန်လဲဆိုတော့0ပဲကျန်တယ် minus 0.4ဒီလိုလေးဖြစ်သွားမယ်ပြီးတော့နှစ်ခုခွဲရတာပြီးတဲ့အခါမှာသူ့ကိုတစ်ပေါင်းမိတင်ထုတ်မယ်ဆိုတော့ minus 1သူ့ကို plus 1ဒီလိုလေးပေါင်းပါမယ်ကျန်တော့ကြမယ်နော်ဒီမှာဆိုရင်အဲဒီလောက်မှာဆိုတော့ minus ကမှမရှိဘူးသူ့ကို ဟုတ်လားတသမဖြတ်ဖို့အတွက်ဘာတင်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မူလတန်ဖိုးလည်းမပြောင်းအောင်သူ့တင့်နှုတ်တင်ပေါင်းလိုက်တာပေါ့နော်တင့်နှုတ်တင်ပေါင်းတဲ့အခါမှာ -7.4 ဆိုတော့ဘယ်လိုခွဲလိုက်လဲဆိုတော့ -7 ရဲ့ -0.4 ပြန်ပေါင်းလိုက်တော့လည်းမူလတန်ဖိုးမပြောင်းအောင်နော် -7 -0.4 လက္ခဏာတူတော့ပေါင်းမယ်မူလလက္ခဏာတက်တော့ -7.4 ပဲဒီလိုခွဲလိုက်တာဒီပြောင်းလဲခြင်းမရှိဘူးပြင်တင့်နှုတ်တင်ပေါင်းမယ်ဆိုတော့ -1 +1 ဒီလိုလေးရှင်းလိုက်ပြီနော်โอเคဒါဆိုဆက်ကြည့်အောင်ဆက် anti log ပေါ့နော် anti log ဒါဆို -7 နဲ့ -1 နဲ့တွေ့တော့ဆက်လို့ -8 ရပါပေါ့နော်နောက်တစ်ခုက1 -0.4 +1 -0.4 ဆိုတော့ +1.0 နောက်တစ်ခုက0.4ဘောဒီကောင်ဘာလက္ခဏာလဲဆိုတော့ -10 ရက်လေးနဲ့တော့6 0.6 planet minus နဲ့ဆိုတော့သူက plus ကမှာတော့0.6ဒါဆို t1 ရဲ့ minus 0.4ရဲ့တွေ့တဲ့အခါမှာ0.6ဒီမှာ minus 7နဲ့ minus 1နဲ့တွေ့တော့ minus 8ဒါဆိုဒီနှစ်ခုပေါင်းတဲ့အခါမှာ minus 8 0. my sorry minus 8.6ရတယ်ဒါဆိုဒီ minus 8ကိုသူ့ကိုဘာအနေနဲ့တွေ့လိုက်မလဲသူ့ကိုဘာ8ယူလိုက်မလဲဘာ8.6ဒီလိုထွက်လာပြီဟုတ်ပြီလားโอเคဒါဆိုရင်ဘာ8ဘာ8ဆိုတော့သူ့ကို power အနေနဲ့ရေးမယ်ဆိုရင်တန်ပေါက်ပါ minus 8 ဒီတော့6ကိုကြည့်မယ်60ရာ3နောက်ကြည့်မယ်ဒါ anti log ကြည့်ရမယ်နော် anti log ကြည့်လို့ရတဲ့တန်ဖိုးလေးရေးပေးမယ်လောက်ရမှာလဲဆိုတော့398ဒီမှာထွက်တယ်နော်398ပေါ့ okay ဒါဆိုဒီ bar 8ကိုတက်မှာ minus 8လို့ရေးတဲ့ကြောင့်မို့ဒီမှာဘာမှမရှိတော့ဘူး0ပဲရှိမယ်0ဆိုတော့တလုံးဖြတ်မယ်3.98 into တက်မှာ minus 8 conservation 8 plus ဆိုတော့ unit ကဘာလဲဆိုတော့ mho per dm ဒါလေးထွက်လာမယ် ဟုတ်ပါနော်။ဒါဆိုရင်သူလိုချင်တဲ့ concentration A+ ထွက်လာပြီ concentration ပါတွက်ဖို့လိုလို့လဲဆိုတော့ OH- တွက်ဖို့လိုနေတယ်။ဒါဆိုရင် concentration OH- ကိုဆက်တွက်ကြည့်ရအောင်။ဒါဆိုရင် concentration OH- ကိုတွက်ဖို့အတွက်ဆိုရင်ဟုတ်လားဘယ် formula ကိုသုံးရမှာလဲဆိုတော့အခုကဘာထွက်ပြီလဲဆိုတော့ concentration A+ ကံမှုထွက်ပြီနော်။ concentration OH- ကိုဆရာတို့ကတွက်တော့မယ်။ concentration OH minus ကိုတွက်မယ်ဆိုရင် concentration A+ plus ကဲ concentration OH minus ကဲပေါင်းတဲ့ sorry မြောက်တဲ့ formula ကိုတောင်းရမှာပေါ့နော် concentration A+ plus နဲ့ concentration OH minus ကိုမြောက်ပြီဆိုရင်တွေ့တဲ့ term ကဘယ်လောက်ရလဲဆိုတော့1.0 into 10 to power minus 14ရတယ်ဒါဆိုရင်အခုသိတာဒီ concentration A+ term ကိုသိတယ်။ logina concentration OH- ကိုလိုချင်တော့ဒါဒီလိုနော် ပစားလို့လိုချင်တာ concentration OH- ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့1.0 into 10 to the power minus 40 t မနဲ့လာစားမှလဲဆို concentration 8+ နဲ့လာပြီးစားမယ်ဟုတ်ပြီနော်အဲဒါဒီကောင်ကတော့ concentration OH- equal to 1.0 into 10 to the power minus 40 concentration 8+ ကတန်ဖိုးက3.98 into 10 to the power minus 8ပေါ့เนาะโอเคဒါဆိုသူ့ရဲ့ဖြေရဘယ်လောက်ရမလဲဆိုတာကြည့်မယ်เนาะသူ့ရဲ့ဖြေရ2.51 2.51 into 10 power minus 7 mu bar dn2 ဟုတ်နော်အဖြေလေးကတော့တစ်ကို1.3.9နဲ့ကိုယ့်ဘာသာကိုစာကြည့်လိုက်ပါနော်โอเคဒါဆိုရင် exam 4ရမယ်လို့ထင်ပါတယ် Not good at all. Not go review question with you, no? Review question number one, the ionization constant for water KW is 2.9 into 10 power minus 40 mole square bar TNC. At 40 degrees Celsius, calculate concentration A blood, concentration O is minus M, pH for pure water at 40 degrees Celsius, no? the ionization constant တန်ဖိုးဘာလို့တော်လဲဆိုတော့ forward တာရေရဲ့ ionization constant kw တန်ဖိုးဒီ2.9 into တမ -40 mole square per dm ဆစ်ရှိတယ် temperature ဘယ်လောက်မှာလဲဆိုတော့40 degree celsius အဲဆိုပေးထားတာဒီ kw တန်ဖိုးပေးထားတယ်အဲ kw ကနေပြီးတော့ calculate ဆိုတဲ့မှာ concentration a plus concentration always minor နဲ့ ph တမို့တွားမယ် for for sorry for pure water အတွက်အပူချိန်ဘယ်လောက်မှာပဲလဲဆိုတော့40 degree celsius ပါဒါဆိုဒီပုံစံမှာပေးထားတာက kw တမို့ပေးထားတယ်တွက်ခိုင်းတာက3ခုဟုတ်ပါလားဒီ3ခုတွက်ခိုင်းတယ် okay ဒါဆိုရင် kw နဲ့ kw ကိုပေးထားပြီး concentration a plus နဲ့ concentration o is minus ကိုအရင်တွက်ကြည့်အောင်ဒါဆို kw နဲ့ concentration a plus နဲ့ concentration o minus ဆက်တဲ့ကပါလေရေးကြည့်မနော် KW ကိုလိုချင်ရင် concentration A+ plus နဲ့ဘာလဲမျှအောင်ပါလဲဆိုတော့ concentration OH- နဲ့ပြောင်းပါမယ်။ဟုတ်မလား။ဒါအိမ်ဆက်ပဲပုံစံနဲ့တူတူပဲ။ဒါဆိုရင် concentration A+ plus နဲ့ concentration OH- နဲ့ညှောက်လိုက်မယ်။ KW တန်ဖိုးဒီဘယ်လောက်ပေးထားလဲဆိုတော့ပေးထားလဲ2.9 into 10 power -14 mol square per ပါလဲ dm စ်ဟုတ်ပြီနော်โอเคဒါဆိုရင် conservation အိပ်ပြက်နဲ့ conservation ဝင် minor တရားဘာဖြစ်တယ်လို့ပြောလဲဆိုတော့ညီတယ်နော်အကြောင်းပြချက်လေးရလိုက်မယ်စင်းတော့ကြာ conservation a plus equal to concentration os minus နဲ့ညီတော့ကြောင့်ဒါဆိုရင်ဒီ concentration os minus နေရာမှာ concentration a plus ပဲထည့်လိုက်မယ်ဒါဆို concentration a plus နှစ်ခုမြောက်တဲ့အခါမှာဘာရလဲဆိုတော့ concentration a plus the whole square ဘာနဲ့ညီပါလဲ2.9 into 10 power minus 14 mole square per dm set dm set ပေါ့ဟုတ်ပြီနော် okay ဒါဆိုရင် concentration က concentration 8 per 2 square ရှိသေးတယ် concentration a plus ကိုလိုချင်ရင် d square ဒီတမဟုတ်သွားတော့ဘာနေမသွားပါလဲဆိုတော့ square root နေနဲ့သွားမယ်။သွားလိုက်ကြမှာဒီမှာတမ်းပါ minus 40ဒီသူကစုံရင်းဆိုတော့ပြောင်းရမလို့ square root ရှာလိုက်တော့တမ်းပါအောင်လောက်ရမယ်ဆိုတော့ minus 7 mod square ဒီပါပဲရမယ်ဆိုတော့ mod partm 6ဒီပါပဲရမယ်ဆိုတော့ partm 2ပဲရတော့မှာ။ဒါကြောင့်လဲဆိုတော့ square ကနေပြီးတော့တစ်ဖောက်သွားတော့ square root ။အဲဆို2.9 square root ရှာလိုက်တမ်းကိုကြည့်မယ်နော်တစ်ချက် 1.7နော်2.9ကို square root ရှာတဲ့အခါမှာဘယ်လောက်ရလဲဆိုတော့1.7 into term of minus 7 mu part ရဲ့ဒါဆိုရင် concentration a plus term ကိုထပ်သွားပြီနောက်တစ်ခါသူကဘာလို့တခိုင်းလာလဲဆိုတော့ concentration os minus ဒီမှာပြထားတယ် concentration a plus c concentration os minus နဲ့ညီရတဲ့ကြောင့်တော့ concentration os minus ရဲ့ term ကလည်းဘယ်လောက်ရပါလဲဆိုတော့1.7 into term of minus 7 mu part dm ချစ် ဟုတ်ပါနော်အဲဆိုရင် concentration a+ လဲဆရာတို့တက်ပြီးသွားပြီ concentration oh- လဲတက်ပြီးနောက်တော့ဘာအောင်လို့ကျင်လာလဲဆိုတော့ ph အဲဆို ph ကိုသိဖို့ဆိုရင် ph ကသူက formula ပါလဲဆိုတော့ ph equal to - log concentration a+ ဒါဆို ph သိဖို့ဆိုရင်ဘာ concentration a+ တည်းရဲ့အတွက်ကြောင့်မလို့အဲ့ဒီ formula ကိုဆရာတို့ကသုံးရမယ်နော် pH equal to minor log concentration A plus. minus law. Conservation A plus K time what? 1.7. 1.7 into 10 power minus 7. How we know? So then I mean, law in your book so here. So, bang buaya map sheet ada yang minus law 1.7. Sorry. Right. Minus law 1.7 plus minus law 10 power minus 7. ဟုတ်ပါနော်အဲဆို minus တသမရှိမှာတစ်လုံးလဲဆိုတော့ minus 0. ဒါဆိုရင်စက္ကန့်ဟာတော့စက္ကန့်ကို logic ပြန်ဟလာစက္ကန့်ကို logic ရဲ့အခါမှာဘယ်လောက်ရမလဲဆိုတော့တစ်ချက်ကြည့်မယ် minus 0.23တော့တန်းပြတဲ့ကြည့်မယ် minus 7ရှိလို့သွားတော့ဘယ်လောက်ရလဲဆိုတော့ plus 7အဲ့တော့9ရနေပြီးတော့ minus 0.23ကိုလို့ဖြစ်ရ7.77 ဟုတ်ပြီနော်အဲ့တော့ review question ကသူမေးတဲ့ concentration a black concentration o is fine နဲ့ not to ph ကမို့ရနော် okay နောက်တစ်ခုကြည့်အောင် Number two, number two, uh, acid rain is a matter of serious concern because more fish species are in waters with a pH less than 4.5. Calculate the concentration A plus in a lake having a pH of 4.5. No? အဆစ်ရေအဆစ်မိုးတွေဟာဆိုတာတဲ့ sorry ပြောက်တော့အဆစ်ရေဆိုရဲအဆစ်မိုးတွေဟာ is a matter ကိစ္စရဲ့တစ်ခုဖြစ်တယ် serious ဆိုတာပြင်းထန်တဲ့ကိစ္စရဲ့တစ်ခုဖြစ်တယ် concern ဆိုတာသက်ဆိုင်တဲ့ဟုတ်လားသက်ဆိုင်တဲ့ပြင်းထန်တဲ့ကိစ္စရဲ့တစ်ခုဖြစ်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ because အဲကြောင့်ဆိုတော့ morphic species morphic species ဆိုတဲ့ငါးမျိုးစိတ်တွေဟာ dry ဆိုတာတည်တယ်လေ in waters ခြေထဲမှာတိတ်တယ်။တဲအခါမှာ with a pH less than 4.5 pH ကတန်ဖိုးက4.5ကျသူကဘာဖြစ်လဲဆိုတော့နည်းနေပါလေ။နော်ပြန်ပြောမယ်နော် acid rain is a matter of serious concern because mofis species die in waters with a ph less than 4.5 acid rain နေပြီ is a matter ကိစ္စတစ်ခုဖြစ်တယ် of serious concern ပြင်းထန်တဲ့သက်ဆိုင်တဲ့ ဟုတ်လားအကြောင်းကိစ္စတစ်ခုပါလေဘီကောဘိုင်းကောင်လဲဆိုတော့ morphic species ဆိုတဲ့ငါးမျိုးစေ့တွေက time and water ရှည်ထဲမှာသေတဲ့အတွက်ကြောင့်ဟုတ်လို့အဲ့မှာဆိုရင် with a ph less than 4.5 ph တန်ဖိုးဒီ4.5ကျက်တူကနည်းတယ်ပေါ့ဒါဆို ph တန်ဖိုးဒီ7နဲ့ငယ်တဲ့အတွက်တော့သူကပါလဲဆိုတော့ acid ဖြစ်မှာပေါ့ဒါကြောင့်မလို့ acid rain ကြီးရွာတာ calculate တတ်ပါ the concentration 8 plus in a lake having a pH of 4.5သူလိုချင်တာ calculate the concentration a plant ကိုတက်ခိုင်းတယ် in a lake ဆိုတာကန်ထဲမှာ having a pH of 4.5 pH တမ်းမှု4.5ရှိတဲ့အခါမှာ concentration a plus ကိုတက်ခိုင်းတာဟုတ်ပါတော့အဲ့ဒါသူပေးထားတာဒီ pH ကိုပေးထားတာတက်ခိုင်းတာဒီ concentration a plus ကိုတက်ခိုင်းတာဒါဆိုရင် pH နဲ့ concentration a plus နဲ့ဆက်သွယ်ချက်က pH equal to minor log concentration a plus ပေါ့နော် pH equal to minor log concentration 8 plus pH ကတမ်းမို့ဒီဘလောက်ပေးထားလဲဆို4.5ဆရာတို့သူမေးတာဒီ concentration 8 plus ကိုလိုချင်တာအဲ့တော့ဒီ minus log ကိုတစ်ဖက်ကိုပို့တော့ log concentration 8 plus equal to minus 4.5ဒါလည်းအင်ဇန်ရဲ့ပုံစံနဲ့တူတူပဲဟုတ်ပြီနော်လိုချင်တာ concentration 8+ ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ log တစ်ဖက်ကိုသွားတော့ဘာရမလဲဆိုတော့ anti log and the log minus 4.5ဟုတ်မလားခုနကလိုပဲဒီမှာရှိတဲ့ anti log ကြည့်ရခါမှာဆိုရင်သူ့ဘာတင်ပြီးတော့ log ဖြတ်ချင်တဲ့အတွက်ကြောင့် anti log မှာ minus မရှိတဲ့ကြောင့်တက်ပေါင်းပြီးတက်ထုတ်မယ်သူ့ခွဲရမယ် minus 4.5ကိုခွဲရတဲ့ခါမှာ minus 4 minus 0.5တက်ထုတ်တယ်ပေါင်းမယ်ဆိုတော့ minus 1 plus 1ဒီလိုလာမှာပေါ့ဟုတ်ပြီနော် antilog -4 နဲ့ -1 နဲ့တွေ့တော့ -5 -5 ကိုမှတ်ထားမယ်မာ5လို့ရှင်းမယ်ဒါဆိုရင်တစ်ထည့်ရနေပြီးတော့0.5ကိုနှုတ်မယ်1.0 0.5နှုတ်မယ်နှုတ်တဲ့အခါမှာ5 0.5ရပါမယ်ဒါဆိုဒီ0.5နဲ့ -4 နဲ့ -1 နဲ့အကောင်မှာပေါင်းထားတဲ့မာ5နဲ့တွေ့တဲ့အခါမှာမာ5နဲ့0နဲ့ဆိုတော့ antilog မာ5.0ရမယ်ဆိုတော့5ထွက်လာမယ် ဟုတ်တော့ဒါဆို anti logic တော့ပဲ anti logic ကမှာဒီမှာရှိတဲ့ bar price ဆိုတော့သူ10 power minus 5လို့ရှင်းမယ်50ရာတုံညောင်း anti logic ရဲ့ဖြစ်ကြည့်မယ်နော်50ရာတုံညောင်း anti logic ရဲ့ခါမှာ3160ပေါ့316ဒါဆို bar price ကိုတန်းမှာ minus 5လို့ရှင်းရတော့ကြောင့်မတူမှာရှိတော့0 0ဆိုတော့တလုံးဖြတ်မယ်3.1 cent တန်းမှာ minus 5 concentration 8 plus ဆိုရင်လည်းကပါလဲဆိုတော့ mo pa dm2 ဟုတ်ပြီနော် okay ဒါဆိုရင်သူပေးထားတာ ph တောင်ပေးထားတယ် concentration a+ ကိုတခိုင်းတယ်ဟုတ်ပြီနော်နောက်တစ်ခုကြည့်ရအောင်နောက်တစ်ခု number 3 calculate the concentration of oh- calculate the concentration of oh- ion of the runoff from a coal mine with a+ ion concentration of 1.2ဒါမှ -4 mol per dm 2 is the solution acidic basic or neutral ပြန်ကြိုလေးဆက်တတ်ပါတဲ့ the concentration of oh minus ion oh minus OH- ion ရဲ့ဘာလို့တခိုင်းလာလဲဆိုတော့ concentration ကိုတခိုင်းတယ်။ဟုတ်ပါနော်။ OH- ion ရဲ့ concentration ကိုတခိုင်းတယ်။ဘယ်ရည်တခိုင်းလာလဲဆိုတော့ of the run off through a cool mine ဆိုတာဟာလာကြောင်ပီးသေးတဲ့ကနေပြီးတော့ run off ဆိုတာ you say ထွက်လာတဲ့ လား all the run off from a good mind ဆိုတော့တဝီသေးသွင်းရနေပြီးတော့ euro စိတ်ထွက်လာတဲ့ OS mind နဲ့ ion တွေရဲ့ပြင်ရအောင်တခိုင်းတယ်လေ with is plus ion concentration of 1.22 tama minus 4 mobile ညတူဒါဆိုရင်ဒီကောင်ရဲ့တံပိုး 1.2 into တက်ပေါ့ minus 4 mole per day ကျူးဆိုတော့ with a plus iron conservation အတံကိုပေးထားတယ်။ကြောင်မီးသွေးသွင်းရဲ့ဟလာသူက off the run off free gold mine ဆိုတော့ဒီကြောင်မီးသွေးသွင်းကနေပြီးတော့ရိုးစိတ်ထွက်လာတဲ့ OH- iron ရဲ့တံကိုတခိုင်းတယ်။သူပေးထားတဲ့ a plus iron ရဲ့တံကို1.2 into တက်ပေါ့ minus 4 mole per day ကျူးဒါဆိုအတိတ်ပြရဒီကောင်ဒီ conservation a plus ကိုပေးတယ်။မေးတာကြတော့ concentration OH- ကိုသူကမေးထားတယ်။ ဟုတ်ပါနော်အဲ့မှာ is the solution ပြောရည်ဒီ acidic based or neutral acid ကိုတတိရှိမှာလား basic ကိုတတိရှိမှာလား neutral ဖြစ်မှာလားဒါဆိုရင်ပြောရင်တစ်ခုဒီ acid လား base လား neutral လားသိဖို့ဆိုရင်ဆရာက pH ကိုကြည့်ရမယ် pH တာဘို့ဒီ7နဲ့ငယ်သူက acidic 7နဲ့ကြည့်ရင် basic pH equal to 7ဆိုရင်ဘာလဲဆိုတော့ neutral ဒါကြောင့်မလို့နောက်ဆုံးမေးခွန်းဖြစ်တဲ့ is the solution acidic basic or neutral ကိုမေးတဲ့အခါမှာဆရာကဘာလို့တွေ့မှာလဲဆိုတော့ pH တာဘို့တွေ့ရမယ်โอเคเนาะဒါဆိုရင်ပထမအဦးဆုံးသူက concentration a+ တန်ဖိုးပေးထားတယ်เนาะ Conservation A plus equal to 1.2 into 10 power minus 4 mole per dN2. No china conservation O is minus. That's why conservation A plus and conservation O is minus. Ye. ဆက်တဲ့ချက်ကိုကြည့်အောင်ပါလဲဆိုတော့ ionic product of water နဲ့ပဲဆက်လို့တော့ kw equal to concentration a plus into concentration OS minus equal to ဘယ်လောက်ရှိရလဲဆိုတော့1.0 into term of minus 40 most square ပါပါရှိရလဲဆိုတော့ DMC ရှိတာဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကလိုချင်တာဘာလိုချင်တာလဲဆိုတော့ concentration OH minus ကိုလိုချင်တာဟုတ်တယ် concentration OH minus ကိုလိုချင်ရဲ1.0 into term of minus 40 T ဘာနဲ့သွားစပါလဲဆိုတော့ concentration A plus နဲ့သွားပြီးတော့စပါပြရမယ် ဟုတ်ပြီနော်နောက်ဖြတ်လိုက်ပါဒါဆိုရင်1.0 into 10 power minus 40 conservation a plus တာဘောသွားပေးထားတယ်1.2 into 10 power minus 4ဒါဆိုသူ့ရဲ့ဖြည့်လေးကိုတစ်ချက်ကြည့်မယ်နော်1.0 1.2နဲ့စာမယ်သူ့ရဲ့ဖြည့်လေးက 8.33 into 10 power minus 11 mole per bar ရမှာလဲဆိုတော့ pm2 ထွက်လာမယ် concentration oh by that ဟုတ်ပြီနော်ဒါတော့သူမေးတာပြီးသွားပြီနောက်တစ်ဆင့်ကြတော့ is the solution ပြောရည်ဒီ acidic basis or neutral ဆိုတော့ ph k ရ ph တမူထွက်ရမယ် ph equal to minus log concentration a plus ဟုတ်ပြီနော် minus log conservation a plus k term ကဒီမှာပေးထားတယ်1.2 into 10 power minus 4ဟုတ်ပြီနော်ထောင်းစားတိုင်းမဲ့ log တစ်ခုမြောက်တဲ့အတွက်ကြောင့်သူ့ကိုပေါင်းပေးမယ် minus log 1.2 plus minus log 10 power minus 4အဲ့တော့ minus တသမရှိမှာတလုံးဆို0.1စနစ်က3ညာကို log တန်ဖို့ဘယ်လောက်ရမှာကြည့်မယ်စနစ်ရဲ့3ညာ log တန်ဖို့ minus 0.079ဟောပြီနော်လော်ဒန်ပေတန်းကြည့်တော့ minus 4နဲ့ minus နဲ့ဆိုတော့ plus 4အဲ့ဆို၄ရနေပြီးတော့0.079ကိုမလုပ်ရမလဲဆိုတော့နှုတ်ပေးရမယ်နော်ကဲနှုတ်ပြရမယ်4.000ဒီမှာ၄ရနေပြီးတော့0.0 sorry အောက်ညတလုံးပို့သွားတယ် ဒီမှာက0.079 minus အစရကတော့တက်နဲ့ဒီကောင်ကိုလောက်ရမယ်ဆို3.3.921ထွက်လာပြီ pH တာပေါ့ဒါဆိုရင် pH တာမျိုးဒီ7ထဲမှာဖြစ်နေတယ်ငဲနေတယ်ငဲနေအတွက်ကြောင့်မသူပြောတာက the solution ဒီဘာဖြစ်မှာလဲဆိုတော့ acidic ဖြစ်မယ်เนาะဒါကြောင့်တန်ရေးပေးလိုက်မယ် the solution is acidic ဘာကြောင့်လဲဆိုတော့ pH တန်ဘွား3.921ဆိုတော့7တန်ငယ်လို့เนาะ the solution is acidic reason လေးရေးလိုက်မယ်เนาะ because ဟိုကငယ်ပါလဲဆိုတော့8၎င်းဒီ it is less than ပေါ့เนาะ it is less than 7ဘာထက်ငယ်လို့လဲဆိုတော့7ထက်ငယ်လို့ the solution acidic ဖြစ်တယ် because it is less than ဘာဖြစ်လဲဆိုတော့7ထက်ငယ်လို့ဒါဆိုသူမေးတယ်ဘေကွန်ရမထင်ပါနဲ့ Okay that's a 5.2ရဲ့ key term လေးကိုကြည့်မယ်နော် auto ionization of water is a reaction between two water molecule yielding hydronium and hydroxide ion auto ionization of water ဆိုတာ is a reaction ဓာတ်ပြုတ်ခြင်းတစ်ခုဖြစ်တယ်လေ between two water molecules water molecule တစ်ခုရဲ့ဂျာမာရှိတဲ့ဓာတ်ပြုတ်ခြင်းတစ်ခုဖြစ်တယ်နော်သူက yielding ဆိုတာပေးဆောင်နိုင်တယ်ဖြစ်ပေါ်စေတယ်ဘာတွေဖြစ်ပေါ်စရာလဲဆိုတော့အဲ့ water molecule တစ်ခု water molecule တစ်ခုဓာတ်ပြုတ်တဲ့အခါမှာ yielding ဆိုတာဖြစ်စေတယ်ဘာဖြစ်မှာလဲဆိုတော့ hydronium and hydroxide ion hydronium ဆိုတာ H3O+ hydroxide ဆိုတာ OH- minus ကိုပြောတာအဲ့ကောင်ကိုဖြစ်ပေါ်စေတယ်အဲ့လိုဖြစ်ပေါ်စေတဲ့ reaction ကိုဘာလို့ခေါ်လာရလဲဆိုတော့ autoionization of water လို့ခေါ်တယ်နောက်တစ်ခုကြည့်မယ်နော် amphibious molecule amphibious molecule is one which can has both proton accepting protophilic and proton donating protogenous properties amphibious molecule ဆိုတာ is one molecule တစ်ခုပဲလေ which can have သူ့မှာရှိတယ် both ဆိုတာနှစ်ခုလုံး proton accepting protophilic proton လက္ခဏာကို protophilic လို့ခေါ်တယ် proton accepting proton လဲလက္ခဏာနဲ့အံပြီး proton donating proton လဲပေးတယ် proton ပေးတာကို protogenesis လို့ခေါ်တယ်နော် protogenesis property proton လက္ခဏာက proton ပေးတာကိုဘုံတတိနှစ်ခုလုံးရှိတဲ့ molecule ကိုဘာလို့ခေါ်လဲဆိုတော့ ambiprotist molecule လို့ခေါ်တယ် နောက်ခုကြည့်မယ်နော် iron is product of water iron is product of water is the equivalent constant for the autoionization of water which is the product of the molar concentration of a plus and oh minus ion as a particular temperature iron is product of water ရှိရအောင်ဖြစ်တဲ့ဖြစ်ပစ္စည်းပေါ့အဲ့ဒါဒီ is ဖြစ်တယ် the equilibrium constant တောင်ဖြစ်တယ် ါလဲဆိုတော့ for the autoionization of water autoionization of water ရဲ့ constant term equilibrium constant term ဖြစ်ပါတယ်တဲ့ဒီ term က which is which is the product ညောက်ပါမယ်ဘာနဲ့ပါလဲညောက်မှာလဲဆိုတော့ of the molar concentration of H+ and OH- ion ဟုတ်လား H+ နဲ့ OH- ion ရဲ့ the product ဆိုတော့ညောက်လည်းဖြစ်ပါတယ်တဲ့ ဘယ်ချိန်မှာလဲဆိုတော့ as a particular temperature တေချာပုံစံတစ်ခုမှာ concentration of a blood နဲ့ concentration of os minus နဲ့နှစ်ခုရဲ့မြောက်လက်တည်ဘာလဲဆိုတော့ ionic product of water ပဲဟုတ်ဘူးနော်နောက်တစ်ခုကြည့်မယ် neutral aqueous solution neutral aqueous solution is one in which the concentration of hydrogen ion and hydroxide ion are equal as the values of 1.0 in the double minus 7 move by the to as 25 degree celsius to night ke ba ph equal to 7 ka ri ya theory ko set de ma kon tin mi da na neutral equal solution so ra is one pyor yi tuk phit par de de in which a pyor yi ma the concentration of hydrogen ion and hydroxide ion hydrogen ion နဲ့ hydroxide ion တို့ရဲ့ပြင်အားဒီ r equal ညီမျှကြတယ်။ဒါနဲ့ညီမလဲဆိုတော့ s the value of 1.7ညတမ -7 mole per day 2အပူချိန်နေတော့မယ်ဆိုရင် s 25 degree celsius ညနာ8ကပဲ။ အဘူဂျိန်25ဒီဂရီဆယ်စီယက်ဒူနိုင်ကေဘမှာ conservation of plant နဲ့ conservation of os pine တို့ပြင်ရသည်1.0အနေမှာ -7 မိုးပါရဲ့အတူတည်းညီမဲ့ဆိုရင်အဲ့ပြော်ရောဘာလို့ခေါ်လဲဆိုတော့ neutral aqueous solution ကိုခေါ်တယ်1.0အနေမှာ -7 မိုးပါရဲ့အတူတည်း ph နေနဲ့ပြောမယ်ဆိုရင်ဘာနဲ့တူတူပဲလဲဆိုတော့7နဲ့တူတူပဲနောက်က ph ဆိုတာဘာလဲကြည့်မယ်နော် pH is defined at the nearly lower than to be down the molar concentration of the hydrogen ion. pH ကို estified အဓိပ္ပာယ်သတ်မှတ်နိုင်တယ် the negative logarithm တစ်ခုနေနဲ့ to base တအခြေက30ရှိရပေါ့ of the molar concentration of hydrogen ion ဟုတ်လား hydrogen ion ရဲ့ molar ပြည်မှာ base တရှိတဲ့ negative logarithm ရှိတဲ့ပြောရည်ကိုဘာလို့ခေါ်လဲဆိုတော့ pH လို့ခေါ်တယ်နောက်ကြည့်ပါ POA POA is defined the negative logarithm to base of the molar concentration of the hydroxide ion POS ကို istify အဓိပ္ပာယ်သတ်မှတ်နိုင်တယ် the lagrange logarithm နှုတ် logarithm တစ်ခုနေတယ် to base 10 base ကတစ်ဆယ်ရှိရဲ of the molar concentration of the hydroxide ion hydroxide ion နေရဲ့ molar ပြင်ရမှာ base 10ရှိတဲ့ lagrange logarithm တစ်ခုဘာလို့အဓိပ္ပာယ်သတ်မှတ်နိုင်လဲဆိုတော့ POS ဟုတ်ပြီနော်ဒါဆိုရင် corollary 5.2ကပြီးသွားပြီဒါဆိုဆရာ5.3ကို set အောင်နော်